တခုတော့နနက်ခင်မှာပေါ့စင်ပြေနပြေစကားခတ်အိနဲ့ပုံကုန်နှိုးလမ်းလျှောက်လာလိပါလေမန္တလေးမြို့ရဲ့မနက်ခင်းရွှေနန်းတော်နဲ့ကျုံမြောင်းပြီးမှပုံကုန်နှိုးကလမ်းလျှောက်ရင်းစကားတပြေပြေနဲ့သူတို့ကိုကြည်ရတာလေးနဲ့တဲ့မျက်နှာထားတွေတွေ့မြင်ရပါလေနနက်လေးအေးလေးကလည်းတသုံးသုံးစော်သွေးလိုက်တိုင်းကျုံပေးမှတရဖီပင်လေးတွေဟာလှောက်ရှားရှင်းလွှဲနေပါလေဦးဆောင်လူနဲ့တူတဲ့ရဲမင်းမင်းအသားညိုညိုး ထွားတဲ့လောက်ယောက်ျားပိတလာတဲ့ရောင်မအဝါရောင်ခေါင်းပေါင်းပေါင်းထားတဲ့ပုဂ္ဂိုလ်ဟာနန်းတော်ဝကြီးကလေးလေးနဲ့နဲ့ပြောလိုက်ပါတယ်။သူ့ရဲ့ဘေးကပုဂ္ဂိုလ်ကတော့ပန်းလူရောင်ခေါင်းပေါင်းပေါင်းထားပါတယ်။အရက်မနေမမြင်ရုပ်စင်းတင့်တယ်ပြည့်ပြည့်လာတဲ့အသားဖြူဖြူလူရွယ်ပါ။အဲ့လူရွယ်ဟာခေါင်းဆောင်လို့သူ ပြောဆိုမှကြတာတွေကိုစေစေစက်စက်နားထောင်မှတားနေပါလေ။ခေါင်းဆောင်လို့သူကပါပြောလဲဆိုတော့မိစ္ဆာခင်ကုံသေးတော့တို့တွင် လက်ပိုက်ကြည့်နေရအောင်မှာပဲတားကြည့်ရတယ်။စောင်းရရင်လည်းနှစ်30လောက်ပါပဲ။တို့မြန်မာတွေတခစ်ပြန်ထောင်လာမှမလွဲပါဘူးကွာလေ။အရင်မြင့်ပုဂ္ဂိုလ်ကြီးကပြောလိုက်ရာအဘကပြောတဲ့ဂစ်စကုတ်တောင်ကတီခွေးတွေကြီးစိုးတဲ့မိစ္ဆာအမှောင်ကလားအမြန်ပြောင်းမကောင်းပဲ။ကျွန်တော်တို့မြန်မာတွေကျုံဖြစ်အောင်မကောက်ဘူး။တော်တနာလည်းမင်လာလေ။ယဉ်ကျေးမှုလည်းပျက်စီးလာတဲ့အဘလို့လူရွယ်ကဝမ်းနဲ့ပက်လက်နဲ့ပြောလိုက်တော့။အော်သူ့အချိန်ကြရင်တော့ တီတွေတွေလည်းပြည့်စည်ရမှာပေါ့မုံဆိုးဆက်တွေပြန်ပေါ်လာလိုက်မယ်မုံဆိုးဆက်တွေပြန်ပေါ်လာအောင်မင်းတောင်းဝင်ယူရမယ်တဲ့မှတ်ထားတယ်အဲ့ဒီချိန်ကအီတလီယန်ဂျာမန်မျိုးနဲ့မုံဆိုးကျန်စနေဆက်ကယ်ဖို့ပွဲကြွကြွညံတဲ့မိစ္ဆာမိစ္ဆာချင်းရှင်းတဲ့အခါတို့မြန်မာကလည်းတပွဲတလဲဝင်ကြုံရလိမ့်မယ်တဲ့သေသေချာချာမှတ်ထားတော့တဲ့ဆရာလို့သူကတတိပေးလိုက်ပါလေအဲ့ဒီဆရာတပည့်နှုတ်ကတော့တခြားသူတွေမဟုတ်ပါဘူး မန္တလေးဆရာရှင်ကြီးဆိုပြီးမဟိတိလောကမှာထင်ရှားတဲ့အဖေရှင်လင်းကျုပ်ကန်ဆရာကြီးဖြစ်ပါတယ်။သူ့ရဲ့တာတပည့်ကတော့တခြားမဟုတ်ပါဘူး။အဖေနွယ်ကိုစတယ်ပြီး30ဘုံလုပ်ငန်းတာဝန်ပေးထားတဲ့လင်းကျုပ်ကန်လောကတဲ့လုပ်ငန်းကိုပေးအပ်ထားသူအဖေနွယ်သမဟုတ်အဖေရှင်ရဲ့တာတပည့်အရင်အုပ်တွင်းမြို့မိုးကောင်းဖျားအနီးမှာနေထိုင်တဲ့လင်းကျုပ်ကန်အဖေကြီးဦးတောင်နဲ့ဖြစ်ပါလိမ့်။လင်းကျုပ်ကန်ပုဂ္ဂိုလ်ဆိုဒီမှာ လောကကျိုးဓမ္မကျိုးဇီဝကကျိုးဒနာကျိုးအစရှိတဲ့ကျိုးလေးကျိုးအက14ပါးကိုကန်ထားသူတွေဖြစ်ပါလေ။တာမန်မဟိတိပုဂ္ဂိုလ်တို့ဟာဒနာကျိုးတချို့သာရပြီးအကြီးတဲ့မဟိတိပုဂ္ဂိုလ်တို့ကတော့ဓမ္မကျိုးနဲ့စေကုတဲ့အာဏာရရှိတာပါလေ။ပြောရမယ်ဆိုရင်တော့စုစုပေါင်းနှစ်ကျိုးရထားတာပါ။ဒါကြောင့်လေးကျိုးကန်ပုဂ္ဂိုလ်တာဝန်ခံဟာအင်မတန်ရှားပါးပြီးမဟိတိလောကမှာအဆင့်မြင့်ကြောင်ကျွန်တော်သိရပါလေ။အဖေရှင်နဲ့အဖေနွယ်ဟာ အာနာခံလေးကျိုးတောင်မှာက စမလေးလုံးအစိုးအာနာထက်မြက်လာတဲ့ဝေစမထွက်စမထင်းစမသိင်းစမဆိုတဲ့လေးလုံးကိုလည်းပိုင်ဆိုင်ထားကြပြရပါလေအဖေရှင်ရဲ့ဖေနှစ်တို့နှစ်ဦးဟာအကြောင်းကိစ္စထူးရှိတဲ့အတွက်ကြောင့်မန္တလေးကိုတက်ခဲ့ပြီးတော့ကိစ္စတစ်ခုခုကိုလုပ်မယ်ဆိုတော့သိရပါလေဒါပေမဲ့ဘာကိစ္စလဲတော့မသိရပါဘူးဆရာတော်ဦးချမ်းလန်နှစ်တို့ဆုံကရှေခီးကိုဆက်ဖို့အစီအစဉ်ရမန္တလေးမဟာမြို့မှုနီးဖျားနဲ့ဦးခန့်ဒီရဲ့လုပ်ငန်းဖြစ်တဲ့ မန္တလေးတောင်တော်တဝိုက်လှဲ့လေလေလာစီပူကြီးမြို့ရင်းလှဲ့လေပါတယ်ဆရာတပည့်နှူးဟာမန္တလေးရက်ွက်တရက်ွက်ကိုအရောက်အင်ဂျိုအင်ဂျာတနေရာမှာခင်းပေါက်နေတဲ့ခလက်လက်မှယောက်ျားကြီးတို့ကိုတွေ့လိုက်ရပါတယ်ဆရာကတပည့်ဖြစ်သူလက်ကုပ်ပြီးခင်းပေါက်နေတဲ့ယောက်ျားတို့ဟာငါသားမင်းတို့တည်တလားလဲတေချာကြီးလိုက်ပြီးဥဒါနယ်ကမတည်ဘူးလို့ခံပြလိုက်တော့အေးသူ့မျက်နှာကိုကောင်းကောင်းမှတ်ထားကွာသူ့ညာလက်ညှိုးကိုတေချာမှတ်ထား ူကဘဘောကခုသူ့ကိုဘယ်သူမှမသိအောင်ရုပ်ဖြတ်ထားတာဒါကြောင့်ဝိဇ္ဇာဆိုတာလေအဲ့ဒီလိုလုပ်တဲ့လူတွေကြီးပဲလို့ခက်အေးပြောပါလေဥဒဏ်ရဟာအဲ့ဒီတော့အသက်30အတွင်းမှာသာရှိနေပါလေမိမိတဲ့အသက်20ခန့်ကြီးသူကိုခက်တီတီနဲ့ထင်းပေါက်နေတဲ့ဘဘောအောင်ရဲ့မျက်နှာနဲ့ညာလက်မျိုးကိုအမှတ်သားထားလိုက်ပါလေဝိဇ္ဇာဆိုတာဟာအဲ့ဒီလိုမျိုးပဲဆိုတဲ့အဖေရှင်ရဲ့စကားစိတ်တိတ်ပဲကောဝိဇ္ဇာအစစ်မှန်ဟာ လူလောကတွေကိုဝိလခါထွက်တလက်နဲ့သူတို့ကိုဝိဇ္ဇာမှန်မသိအောင်ဖန်ဆင်းပြီးဟန်ဆောင်လှုပ်ရှားနေတဲ့အတွက်လူလိန်လူညာလို့ဒိဗေပါကြောင်ပြောတာပါဝိဇ္ဇာရောင်ဆောင်ပိတ်ဖြူဖို့စီးပွားရေးကာမရေးနာမည်ကြီးရဲ့အကြောင်းပြလိန်လေနေတဲ့ဝိဇ္ဇာတူတွေလည်းရှိပါတယ်ဝိဇ္ဇာတူနဲ့အစ်တို့ရဲ့လိန်ချင်းလှုပ်ရှားခြင်းတို့ဟာစီနဲ့ရေရွှေနဲ့မဆင်လို့အပြတ်အသတ်ကွာခြားလာပါတယ်မကြာခင်ကာလကထွက်ပေါ်လာတဲ့ဘိုးတော်ရှိကတည်ရေးထားတဲ့ဒီစာအုပ်တို့မှာ ွဲရဘဝိဇာတို့ဟာမိမိတို့ကိစ္စပြီးမြောက်ရင်လူလောကကိုပြန်မလာကြဆိုပြီးအတိအကျရေးထားပါလေဝိဇာလိုက်စားသူတို့ဟာအရိယာအတွက်လောကုတ္တရာစုကြီးတွေကိုပန်ကြားခဲ့တဲ့ပုံကိုထူလို့ဖြစ်ပါလေမဟာကန္တာရဲ့ပုံကိုတို့ဟာစုကြီးများစုလက်များကိုပန်ကြားဒိဋ္ဌံပြုခဲ့ကြပါလေဖျားစုပစ္စကဗုဒ္ဓစုအကတော်ကဆုမဟာတော်ကဆုများပန်ကြားခဲ့ပါလေဒါကြောင့်ပါရမီအဝဝကိုဖြည့်တင်းကြပြီး လူလောကအတွင်းဝင်ချီထွက်ချီနဲ့ပြောင်းရောက်ကြပါလေလူလောကအတွင်းမှာပဲပြီးခွင်းတပည့်လက်အောက်ငယ်သားတာဝကတွေဝင်နေရတဲ့ကိုဥဆောင်လမ်းပြပြီးမိမိရဲ့ပါရမီ7ပါအပြား30ကိုမနာမနေဖြည့်တင်းခဲ့ပါလေအဖေနှွေးနဲ့အဖေရှင်တို့သားတပည့်နှစ်ယောက်ဟာမဟာမြိုင်ကိုဆက်ပြီးတော့ခီးဆက်ပါလေခြေကျင်တလက်စကန်ကြတဘုံနဲ့ခီးထွက်ခဲ့တဲ့နေ့တနေ့တော့ခါတော်ကြီးခုံအောင်ထဲမှာအဖေနှွေးဟာရင်ငက်တဲ့အတွက်အဖေရှင်ကို ရေတောက်လူကြောင့်ခွင်တောင်းပြီးရေရှာဖို့စီစဉ်ပါတယ်။အဖေရှင်ကရေငဲ့ရင်ဟိုးရှင်နာကဘုံကြောင်းထဲမှာရေတွေ့နေမယ်ကလေးရဲ့တိတ်မွေးဘူးလို့အာပိစကားပြောပြီးခီးဆက်လိုက်ပါတယ်။တမိုင်ခန့်အရောက်တောကြီးခုံအောင်လဲမှာအကြောင်းသင်ကလေးတစ်စုံကိုစတင်တွေ့လိုက်ရပါတယ်။အမတန်ပင်မဲလာတဲ့ခီကိုတောင်းလျှောက်နှူးသားလာခဲ့တယ်။ခင်ရွဲ့ဟာမိုင်30ပတ်လည်မှာရွာရွာတော့မမီရပဲတောကြီးခေါအောင်စင်တော့ကြတော့မှအကားရဲမလုံးတဲ့ကြောင်ကလေးတစ်ကြောင်မှာ တည်င်းသုံးနေတဲ့မဖူးတွေ့ရတဲ့ယဟန်ကို ကြီးညိုတရာအလုံးလိုပေါက်လာပါလေရှေးရဖေရှင်ကဥဆောင်ပြီးဆရာတပည့်နှူးចောင်းလေးပေါ်တက်ခဲ့ပါလေခပ်ပြုံးပြင်းလာတဲ့သူတို့နှူးကိုအသင်ဆောင်နေတဲ့အသက်20ဝန်းကျင်တော်ရှိတဲ့ဦးစင်းလေးတစ်ပါးကိုတွေ့လိုက်ရပါလေဆရာတပည့်နှူးလို့ဝတ်ပြလိုက်တဲ့ခါမှာဦးစင်းလေးကဆရာရှင်ပါရင်ငတ်လာပြီမလားတဲ့ဆရာရှင်ကပြောလိုက်ပါလေဖေနှွတ်ဟာတောကြီးခေါ်ကပိယမရှိ ေါ်မဆောင်ပဲအေကာစာရီတပါးတည်းရှိတဲ့အသက်20အရွယ်ဦးစင်းလေးကြောင်းလေးလေးနက်နက်စဉ်းစားလိုက်ပါလေ။ငေါ့ထောင်ရွယ်ဦးမှာနောက်ပြီးတော့သူ့ကြည့်ရတာငငယ်လေးဟာဟွန်းနောက်ပြီးတော့အဖေကိုလည်းဆရာရှင်လို့ပြောပါလား။ဦးစင်းလေးကတော့ခပ်ပေါ့အတိတ်ဘဝကြီးနဲ့ဆရာရှင်သားကတော့ကျုပ်ကိုစုံစမ်းနေပြီပြားတယ်။အဖေရှင်ကလူကြီးဖြစ်လာမဲ့လူငယ်ကအမြဲတမ်းတတိဝရိယပညာဉာဏ်ရှိရမှာပေါ့ဆရာတော်ရဲ့ဖြစ်လိုက်ပါလား။ ကဲငါသားတဲ့ဟောဟူရီဦးစင်ကရေဦးတော်တော့လေးနဲ့အဲဒီဖေဦးတန်တွေဟာကျောင်းပင်းအဆောင်အင်္ဂါတော့မှာရေဦးစင်ပေါ်မှာတင်ထားတဲ့ရေဦးသစ်လေးကိုထသွားပါတယ်ရေဦးသစ်လေးထဲမှာရေနေဟာစိတ်ယိုးပြီးအပြင်ကိုစီးကြနေအောင်အေးများတဲ့ရေပါကြီးဖလားလေးကတင်ထားလို့ဒါနဲ့ပဲကြီးဖလားလက်ခတ်တစ်ခွက်တောက်လိုက်ုံနဲ့ပူပူလောလောခီးသွားခဲ့ရလို့ချွေးတပြက်ပြက်ပြင်ပန်းခဲ့တဲ့တန်အောင်တန်ချက်တွေဟာတမဟုတ်ချင်းမီးကိုရေနဲ့နှိမ့်လိုက်တယ်လို့ညင်သက်သွားပြီးတော့ တသက်မှာတစ်ခါမှမကြုံဘူးတဲ့အာရင်အသေးတွေဖွာခနေပေါ်လာပါလေဦးစင်းလေးအဖေအားကြောင့်ကြောင့်တွင်မှာတက်တော်စီကျွန်တော်ဆွဲယူပြီးကဲဆရာရှင်သားအစာပြေစားသွားပြီဟုတ်ပြောဆိုနေစွန့်တော့ဦးတော်ကအဖေရှင်မျက်နှာလှမ်းကြည့်တော့ဦးစင်းလေးကစားမှသာစားပါဗျာဆရာကြီးရောက်ခွင့်ပြုပေးတာပါကြုံပေးတာနဲ့ခင်ဗျားအဖေပေးတာအတူတူပဲလို့ခပ်ပြုံးပြုံးမျက်နှာပြင်နဲ့ပြောပါလေဒီတော့မှအဖေနဲ့ဟာတက်တော်စီကိုစားရပါတယ်ငါတို့တက်မှာဒီလောက်ရတာရှိတဲ့ တက်တော်တီမတွေ့ခဲ့ဘူးချိုလဲချိုတယ်စိတ်နဲ့စိတ်နဲ့ရင်းနဲ့အေးကနေဖြစ်သွားသလိုစာလုံးနဲ့ဒုက္ခတွေတမဟုတ်ချင်းပျောက်သွားတယ်။ငါသိလိုက်ပြီးတိတ်တိတ်ခုခုကိုတက်တော်တီဟန်ဆောင်ပြီးငါ့ကိုချင်းမြင်လိုက်တယ်။အဖေနဲ့ဟာနောက်ပိုင်းမှာတော့အုတ်တွင်းတင်ရင်စခင်မှာလောကုတ္တရာဝိပဿနာလုပ်ငန်းတွေစီးပွားနေရင်သူ့ရဲ့မဟာမြတ်အတွေ့အကြုံတွေပြောတဲ့အခါမှာထည့်သွင်းပြောပါတယ်။ငါ့ကိုစာပြီးခေါ်သွားတော့ကအထက်မြတ်မှတနေရာသွားမလို့အဖေရှင်ကခေါ်သွားတာ။ နောက်မှရောက်တဲ့အခါမှာမဟာမြိုင်တောဆိုတာသိရအောင်30ဘုံဆရာကြီးဖြစ်ရဟာအုတ်နှင်းတည်ရင်မှအသေးစိတ်ပြန်ပြောမှာကြပါလိမ့်။ဒါနဲ့တို့ဆရာတစ်ဘက်သာဖလူခီးဆက်တာပေါ့။မဟာမြိုင်ရောက်တယ်။မဟာမြိုင်ဆိုတာမဟိတိဆရာကြီးတွေဖန်တီးထားတဲ့အထွတ်အမြတ်နေရာပဲ။အဲ့ဒီလူကသူတို့မဟိတိဝိဇ္ဇာရှင်တွေစုံကြတာပဲ။အဖေနှုတ်ကမဟာမြိုင်ကျောင်းအတူချုံကြပါလိမ့်။အဖေဦးတော်ရအဲ့ဒီတော့ကအသက်30ကိုကျင်သာရှိပါတယ်။သူ့အရင်ရောက်နေကြတဲ့ လူကြီးဘာနေမှာသူဟာအသက်အားဖြင့်အနေဆုံးပုံကိုပါမန္တလေးမှာအင်ဂျိုအင်ကြားမှာအမှန်မထင်ထင်းပေါက်နေတဲ့ဘဘိုးအောင်ဟာလည်းသူတို့အရင်မဟာမြတ်ရောက်ခဲ့တယ်လို့အခုခေတ်လူသိများလာတဲ့ဘိုးတော်အောင်မင်းကောင်ဟာလည်းမူလရုံနဲ့မဟာမြတ်ကိုရောက်ရှိခဲ့ကြောင်းတွေ့ရပါတယ်ဘဘိုးအောင်တို့လူကြီးပိုင်းကအဖေနဲ့တို့တာဖားနဲ့မျက်နှာချင်းဆက်နေရမှာခိတအနာယူပြီးလဲလျောင်းတရားပါဝင်တာနှလုံးသွင်းနေတော့အဖေနဲ့ဟာငယ်ငယ်သူတို့တပါဝါသူ့စိတ်ကိုလှုပ်ပြီးဘိုးအောင်ဘိုးမင်းကောင်တွေရှင်တဲ့ကို ဝင်ချင်းလေးလာစူးစမ်းခြင်းတွေရှိပါတယ်ဝဟီရီဆရာကြီးတွေဟာ flow scan ဖြစ်တဲ့မဟာမြေမှာစုဝေးရရှိလာကြတယ်မှာ army light တာဝန်ရှိတဲ့ပုဂ္ဂိုလ်သုံးဦးကိုအတွင်းလုပ်ငန်းတာဝန်တွေပေးရဖို့အဓိကဖြစ်ပါတယ်နောက်ကအုတ်တင်းမျိုးအုံတဲ့ဘုံဆရာကြီးဦးတာမယ်ဆိုပြီး30ဘုံတာဝန်ယူလာကြမဲ့ဥတော်လည်းကိုမဟိတိဆရာကြီးအားလုံးကတညီတညွတ်တဲ့ log scan ပြောင်းဝင်စေပြီ 31ပုံသားတွေတာသနာပြုကိုတာဝန်တိတိကျကျပေးအပ်ပါတယ်ရတင်ကြီးဥခန်ဒီကိုလည်းနက်နက်ဝိဇာတွေဖို့တာသနာပြုကိုရှီဟောင်းအတိကရဖျားတီဖို့တာဝန်ပေးရပါလိမ့်မိတိလာကံတော်ကျင်းနေရေလည်းဖျားကိုဦးဆောင်တည်ခဲ့တဲ့ရှင်နေဦးစော်ဘွားဆလလူလည်းနဲ့မိတိလာဘုရားတောင်ဘက်ကံမြင့်ကြောင်းစီရတော်ဥဒေသာအားယဟန်တန်ဃာမြောက်ကိုတသနာပြုရန်ဆိုပြီးပုဂ္ဂိုလ်သူ၃ဝါ တာဝန်ပေးလိုက်တယ်လို့ဆိုပါလေ။ဒါကြောင့်အဖေနဲ့အာအဖေကြီးဦးချန်လိုက်အဖေရှင်နဲ့တာတပည့်ဖြစ်ညင်ညာခဲ့တယ်လို့သိရပါဗျ။